မင်္ဂလာပါဒီသတင်းလေးကြတော့အခုလက်ရှိထိုင်းနိုင်ငံမှာဖြစ်ပြနေတဲ့ဒီ3အထပ်30ပြူကြတာဟာ ਨੇ ပတ်သက်ပြီးတော့လာပြီးတော့ပြန်ပြီးတော့အတိတ်မျှဝေပေးมาဖြစ်ပါတယ်အာအခုဆိုလို့ရှိရင်10ရက်ရှိသွားပြီပေါ့เนาะအဲ့ဒီအထဲမှာကလည်းအတန်တွေကမင်္ဂလာအော်ဒါတွေကကြားရတယ်ပေါ့เนาะသူပြောတာကြားလာပါလားဆိုပြီးပေါ့เนาะအဲ့လိုမျိုးနားထောင်ကြည့်အောင် ားတော့ဒါကယ်ဆယ်ရေးတွေပေါ့နော်ကယ်ဆယ်ရေးတွေကသူတို့ကဒီမှာမျောလင်းချက်တွေနဲ့တော့သူတို့လည်းအတန်းနိုင်ဆုံးစူးစမ်းပြီးတော့လုပ်နေတာပေါ့နော်အဲ့ဒီမှာအပြင်ကអော်တယ်ပေါ့နော်မိခွင်ယူမယ်ဆိုတာကတော့အထဲမှာအာလူရှိနေလားပေါ့နော်အဲ့လိုမျိုးអော်တဲ့ခါကျတော့အထဲတွေကកောင်းမတ်လေးအတန်အရှမ်းမနဲ့တော့တူတာပေါ့နော်ရှမ်းမနဲ့တူတယ်အတန်ကြားရတာကတော့အာ သူអော်သူអော်ដាကိုចាឡាបាឡាអីလိုမျိုးអော်နေတာប៉ុណ្ណោះចំណោះអធិងក៏တော့មិនភ្នៃတော့ဘူးလို့တော့ធៀបပါတယ်។ဆယ်ရဲဆိုတဲ့အားကိုစဉ်းစားကြည့်ကြည့်မယ်။အစာလည်းမစားရဘူး၊ရေလည်းမတောက်ရဘူးប៉ុណ្ណោះဒီသေးသေးမှာ။ကိုကျွန်တော်ធៀបတော့ပြောရမယ်ဆိုရင်တော့ဒါကတော့မကြွတ်မလွတ်တော့ဘူးလို့အဲ့လိုမျိုးធេរတွေကအာဝိညာဉ်တွေကអော်တော့တယ်လို့ထင်တယ်ប៉ុណ្ណោះတွေးကြည့်ရင်တော့ចောက်เสียကြည့်ပါပဲလို့နော်။ လိုရတာတော့တော်တော်လေးခက်ခဲလိမ့်မယ်လို့တော့ထင်ပါတယ်မြင်တဲ့အတိုင်းပေါ့နော်တန်နေကလည်းအများကြီးပဲနောက်တစ်ခုကအထပ်ပေါင်း30ဆိုတော့လည်းစဉ်းစားကြည့်ပေါ့နော်နေတာမှဟုတ်တာအာအခုဆိုရင်ဒါ10ရဲ့မြောက်တောင် ရှိသွားပြီသူတို့တွေလောက်တာပေါ့နော်ရရှိထားတဲ့အာဟာတွေလည်းများတော့များပါတယ်ပေါ့နော်โอเคဒါကတော့ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဒီ ထပ်30ပြိုကျတာနဲ့ပတ်သက်ပြီးမျှဝေပေးခဲ့တာဖြစ်ပါတယ်။အားလုံးပဲဘိုင်ကြည့်ရှုပေးတဲ့သူတွေကိုလည်းထူးပဲကျေးဇူးတင်ပါတယ်လို့